ထမင်းစားပြီးရေချိုးရင် ရေပြင်းဆွဲရဆိုတာကမမှန်ပါဘူးကျွန်တော်အဲ့လိုပြောလိုက်တော့အံ့ဩသွားကြလားဟုတ်ပါတယ်ထမင်းစားပြီးပြီးချင်းမှာရေချိုးရင်ရေပြင်းဆွဲရဆိုတာကလုံးဝလုံးဝမမှန်ပါဘူးတချို့သောရှေးလူကြီးတွေကဒီလိုမျိုးပြောခဲ့ကြတယ်နင်တို့ထမင်းစားပြီးပြီးချင်းရေမချိုးနဲ့ရေပြင်းဆွဲထက်တယ်ဘာကြီးပူလာလိမ့်မယ်ဒီလိုမျိုးပြောတတ်ကြတယ်အမှန်ကတော့ထမင်းစားပြီးရေချိုးတာကြောင့်ရေပြင်းဆွဲတာ မဟုတ်ပါဘူး ဒါဆိုလို့ရှိရင်ဘာဖြစ်လို့ရေပြင်းဆွဲရလဲရေပြင်းဆွဲရအကြောင်းရင်းတွေကအများကြီးရှိပါတယ်အဓိကအနေနဲ့ဆိုလို့ရှိရင်တော့အသည်း၆တဲ့အခါမှာအသည်းကင်ဆာဖြစ်တဲ့အခါမှာရေပြင်းဆွဲတတ်ပါတယ်အဲ့တော့အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေပေါ့နော်အဲ့တော့အသည်း၆သွားပြီဆိုလို့ရှိရင်ခန္ဓာကိုယ်မှာသွေးစည်းစင်းမှုမကောင်းတော့ဘဲနဲ့ဗိုက်ထဲမှာရေတွေစုလာပြီးတော့ရေပြင်းဆွဲလာတတ်ပါတယ်အသည်းကင်ဆာဖြစ်လို့ရှိရင်လည်းတူတူပါပဲအ ကင်ဆာရဲ့သဘောတဘာဝကရေပြင်းဆွဲတတ်ပါတယ်။ဒါကတော့အသည်းနဲ့ပတ်သက်တာဖြစ်ပါတယ်။ကိုကအရက်တွေအယွန်းတောက်ပြီးတော့အသည်းချောက်သွားမယ်။ဘီပိုးစီပိုးရှိပြီးတော့အသည်းချောက်သွားမယ်ဆိုလို့ရှိရင်တေချာမကုတအောင်ဆိုလို့ရှိရင်ဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်အသည်းအောင်တော့ကဘီပိုးစီပိုးကနေတဆင့်အသည်းကင်ဆာပြောင်းသွားတဲ့အခါမှာတေချာမကုတအောင်ဆိုလို့ရှိရင်ရေပြင်းဆွဲနိုင်ပါတယ်။ဒါကတော့ပထမအချက်ဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ကကြတော့ နှလုံးညှင့်အားကျတဲ့အခါမှာဖြစ်ပါတယ်။နှလုံးနဲ့ပတ်သက်တဲ့ယောဂကြောင့်ဖြစ်ပါတယ်။နှလုံးရဲ့ညှင့်အားကျသွားတဲ့အခါမှာခန္ဓာကိုယ်မှာသွေးလှည့်ပတ်မှုမကောင်းတော့ဘဲနဲ့ရေတွေဆုလာတတ်ပါတယ်။ခြေထောက်မှာဆုမယ်ဆိုလို့ရှင်ခြေထောက်တွေဖောလာမယ်။လက်မှာဆုရင်လက်မှာဖောလာမယ်။တကယ်လို့အမျိုးသားတွေရဲ့ကပ်ပယ်အိမ်မှာဆုမယ်ဆိုလို့ရှင်တော့အမျိုးသားတွေရဲ့ကပ်ပယ်အိမ်ကဖောင်းလာပြီးတော့အမျိုးသမီးတွေရဲ့မိမကူမှာဆုမယ်ဆိုလို့ရှင်တော့မိမကူတွေဖောင်းလာတတ်ပါတယ်။အဲ့ဒါလို့ပဲ ။ဗိုက်ထဲမှာစုပြီးဆိုလို့ရှိရင်ရေပြင်ဆွဲလာတတ်ပါတယ်။ဒါကြောင့်မလို့နှလုံးမကောင်းတဲ့အခါနှလုံးညှစ်အားကျတဲ့အခါမှာရေပြင်ဆွဲတတ်ပါတယ်။ဒါတော့ဒုတိယအချက်ဖြစ်ပါတယ်။တတိယအချက်နေနဲ့ကကြတော့ကြောက်ကက်ပျက်စီးတဲ့အခါမှာဖြစ်ပါတယ်။နာတာရှိကြောက်ကက်ပျက်စီးသွားတဲ့အခါမှာရေပြင်ဆွဲတတ်ပါတယ်။ကြောက်ကက်ဆိုတာကခနာကိုမှရှိတဲ့မကောင်းတဲ့အညစ်အကြေးတွေကိုစွန့်ထုတ်တာဖြစ်ပါတယ်။ကြောက်ကက်မကောင်းဘူးဆိုလို့ရှိရင် သွေးစီးဆင်းမှုမကောင်းတော့ဘဲနဲ့အငြိအကျေးတွေလည်းမထုတ်နိုင်တော့ဘဲနဲ့ရည်ပြင်းဆွဲတတ်ပါတယ်အဲ့ဒီခါမှာဗာကြီးပူလာပြီးတော့ရည်ပြင်းဆွဲတဲ့ဝေဒနာကိုခံစားမှဖြစ်ပါတယ်တောက်ကပြက်စီးတယ်ဆိုတာကကဲကဲပြောက်စီးတွေကိုအလွန်ကြုံသုံးဆဲတဲ့အခါမှာဖြစ်ဖြစ်တခြားသောယောဂတွေကြဖြစ်ဖြစ်ဥမာအားဖြင့်သွေးတို့ယောဂါကိုတိချာမကုသတဲ့အခါမှာစီးကျူယောဂါကိုတိချာမကုသတဲ့အခါမျိုးမှာကြောက်ကပ်ပျက်စီးတတ်ပါတယ် SLE လို့ ယောဂဖြစ်ပြီဆိုလို့ရှိရင်လည်းကြောက်ကပ်ပျက်စီးနိုင်ပါတယ်။ဒါကြောင့်မို့လို့အဆက်လျယောဂဖြစ်ပြီဆိုလို့ရှိရင်တေချာကုသပါ။သွေးရောယောဂရှိရင်သွေးရောယောဂကိုတေချာထိန်ပါ။စီးကျိုရှိရင်လည်းစီးကျိုယောဂကိုတေချာထိန်ဖို့လိုအပ်ပါတယ်။တကယ်လို့အခက်မသိလို့ကြောက်ကပ်မြန်ပျက်စီးသွားခဲ့မယ်ဆိုလို့ရှိရင်တော့ရေပြင်းဆွဲစီမှာပဲဖြစ်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဘိုက်ထဲမှာကန်ဆာယောဂတွေဖြစ်တဲ့အခါမှာပဲဖြစ်ပါတယ်။အဲ့တော့ဘိုက်ထဲမှာကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးအသေးကင်ဆာဖြစ်တဲ့အခါမျိုးမှာရေပြင်းဆွဲတတ်ပါတယ်။ဒါအပြင်မှာတခြားသော ကင်ဆာတွေဖြစ်မယ်ဆိုလို့ရှိရင်လည်းဘိုက်ထဲမှာရေပြင်းဆွဲတတ်ပါတယ်။ဥပမာအဖြစ်မြို့သမီးကင်ဆာတွေဖြစ်ပါတယ်။မြို့သမီးယောဂကင်ဆာတွေဖြစ်ပါတယ်။တာဝန်ကင်ဆာဖြစ်တဲ့အခါမှာတအိမ်ကောင်းကင်ဆာဖြစ်တဲ့အခါမျိုးမှာဒီကင်ဆာဆဲတွေကဘိုက်ထဲမှာရောက်လာပြီးတော့ရေပြင်းဆွဲစေပါတယ်။အခုကျွန်တော်ပြောသွားတဲ့အချက်လေးချက်ကကြတော့ဒါရေပြင်းဆွဲစေတဲ့အချက်တွေပဲဖြစ်ပါတယ်။ရှေးလူကြီးတွေပြောခဲ့သလိုမျိုးသမင်းစားပြီးရေချိုးတာကြောင့် ရည်ပြင်းဆွဲတာမဟုတ်ပါဘူးဒါလေးကိုသိချသိစေချင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှင်ကွန်မန့်မှာမေးလို့ရပါတယ်